လို့အားလုံးမင်္ဂလာပါအခုထပ်လုပ်ပြီးမှာက collective reading လေးပဲပေါ့နော် collective reading ဆိုတဲ့အတွက်အဲ pick up ဘိုင်းမဟုတ်ဘူးပိုင်1 2 3တွေရွေးเสียတာတခုမှမပါဘူးဒီဒီ collective reading မှာအဲဒီ reading ကိုအမှတ်မထင် line ပေါ်မှာတွေ့လိုက်ပြီလို့ကြည့်လိုက်မိသေးတဲ့သူတွေရဲ့လက်ရှိ energy ဒါမှမဟုတ်ရတစ်ဖက်သူရဲ့ energy ပေါ့နော်အဲ့ဒါတွေနဲ့ kait တယ်ဆိုရင်ဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရတယ် entertainment တစ်ခုအနေနဲ့ပဲပေါ့ပေါ့ပေါ့အပါကြည့်စေခြင်းနဲ့အဲကိုနဲ့ဒီဟာတွေဒါတွေ kait ညီတိုင်း အတိတ်မှာဖြစ်ခဲ့တာတွေလက်ရှိဖြစ်နေရတွေကန့်ညီတဲ့အနာဂတ်မှာဖြစ်ရမယ်လို့ယူဆလို့တော့ကျင်းသေးအဲလို့ယူဆလို့တော့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါက January တွင်ဖြစ်တယ် January ဖြစ်တဲ့အတွက်လူတိုင်းအတွက်မှမှန်နိုင်ဘူးအဲ့ personal reading မဟုတ်တဲ့အတွက် personal reading လို့တော့အတိအကျမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါလေးပြောချင်တယ်အဲ့တော့ဒီဥစ္စာကမေးလို့ရတဲ့ package 1 2 3 4ထဲမှာတော့မပါဘူးစိတ်ကူးတဲ့ရလုတ်ပြီးထားတဲ့ reading တွေဖြစ်တယ်အဲအရင်ဆုံး တစ်ဖက်သူရဲ့အဲကောခေါင်းစဉ်နာမည်ကခေါင်းစဉ်နာမည်အရင်ပြောမယ်နော်ခေါင်းစဉ်နာမည်ကကြတော့တင့်ရဲ့တစ်ဖက်သူရဲ့ action ပေါ့နော် next move ဒါမှမဟုတ် action သုံးလအတွင်းမှာသူ့ဘက်ကနေပါဆက်လုပ်မလဲသူ့ဘက်ကဘာခြေလှမ်းလှမ်းမလဲပေါ့နော်အဲ့ဒါကိုမိထားပေးတာဖြစ်တယ်အရင်ဆုံး collective လေးတွေရဲ့ energy ကို check လုပ်မယ်နော် collectively the energy check မှာဆိုလို့ရှိရင်မြင်ရလားအာ four of coins နော် collectively တွေကအခုချိန်မှာတစ်ခုခုကိုလုံးဝလက်မလွတ်ပေးနိုင်ဘူးဆိုတော့စိတ်နဲ့ဆုပ်ကင်ထားတယ်ကိုဒီအရာကိုဒီစီကနေပြီးတော့လွတ်ထွက်သွားမှာပျောက်ဆုံးသွားမှာနော်ပြန်မလာတော့မှာကိုဟိုလက်မလက်မခံနိုင်ဘူးပေါ့နော်အမှန်တရားကိုလက်မခံနိုင်တာမျိုးကိုပိုင်ဆိုင်တဲ့အရာတစ်ခုကိုဆုံးရှုံးသွားခံပြီးမှဆုံးရှုံးသွားမှာစိတ်ပူနေတဲ့အတွက်ဟို တခါတလေတစ်ဖက်သူကအရန်ချစ်ပြီးတော့တင်းကျက်နေအောင်ဖတ်ထားတဲ့အခါမှာတစ်ဖက်သူကအသက်ရှူကျက်ရတယ်မုန်းကျက်ရတယ်နာနာလောက်တဲ့အထီကိုတင်းကျက်လာတယ်ဆိုလို့ရှိရင်သူတို့မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့ယုံထွက်သွားရတယ်အဲ့လိုမျိုးပုံစံမျိုးလေးတွေအဲ့တော့ချုပ်ကင်လွန်လာတယ်တစ်ဖက်သူပေါ်မှာအရန်ကိုလွှမ်းမိုးခြင်းနဲ့ control လုပ်ခြင်းနဲ့ဆုံးရှုံးရမှာကြီးကြောက်တဲ့အတွက်ပို့ပြီးတော့ဆွဲထားမိတယ်ဆိုတော့ energy မျိုးတွေတွေ့ရတယ်ဒါအချို့သူတွေတော့ကောနော်အဲ့ဒါကို clarifying လုပ်ထားတာနှစ်ကပ် the empress နဲ့ the fool เนาะတယောက်ကကြတော့ဒီဘယင်မ energy မျိုးနဲ့ကိုကပဲအစစရဘယင်မဆိုတိုင်းလေဒီ reading ကိုလာကြည့်ရ collective တွေတက်ရ main ကလေးဖြစ်ရမှာမဟုတ်ဘူးเนาะယောက်ျားလေးလည်းဖြစ်နိုင်တယ် main ကလေးလည်းဖြစ်နိုင်တယ်အဲ့တော့ဒါပေမဲ့သူ့ရဲ့ energy the empress empress ဆိုတဲ့အတွက်အဲတစ်ဖက်သူပေါ်မှာကိုရကိုကိုကကြီးပဲ ဖြည့်ဆည်းပေးခြင်းနဲ့ကိုကိုကအကုန်သိခြင်းနဲ့သူ့အကြောင်းသူမိုးလင်းရနေမိုးချုပ်သူဘာတွေလုပ်နေလဲသူနေရောကောင်းရဲ့လားအဲသူအဆင်ပြေရဲ့လားသူဘာတွေစားလဲဘယ်နှနိုင်မှဘယ်လိုသွားလဲဖုန်းပြောတာတွေဘာတွေမှသူအဲကိုစီကိုဖုန်းအချိန်မှဆက်ရဲ့လားဘာလို့မဆက်တာလဲအဲ့လိုမျိုးတွေအဆအဆအရာရာလဲသူ့အတွက်ကိုအမွေးနေဆိုရင်တမျိုးနော်မနေ့ဆိုရင်နေမကောင်းရင်လည်းဘလိုလေးစားတောက်လေးပုတ်ပြီးခြင်းရတာလည်းဘလိုအဆအဆအရာရာ Empress Energy နဲ့ သိခြင်းနဲ့ control လုပ်ခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ထိန်းချုပ်ခြင်းနဲ့เนาะအရင်လဲချစ်ချင်းမြတ်တာရှိတယ်ဒါပေမဲ့တစ်ဖက်သူကလွတ်လပ်မှုပဲကြိုက်တယ်เนาะ the fool the fool ဆိုတဲ့အတွက် तू ကလွတ်လွတ်လပ်လပ်သွားခြင်းနဲ့ तू လှုပ်ရှားရှိတဲ့အရာတွေကိုစိတ်ကူးတဲ့အရာတွေလှုပ်ခြင်းနဲ့ဘယ်သူမှသူ့ကိုချုပ်ကင်နာတာတွေလွှမ်းမိုးတာတွေเนาะထိန်းချုပ်တာတွေဟိုချစ်ချစ်တာတစ်ခုတည်းနဲ့ဟိုကမလုံးတဲ့နေရာမလုံးတဲ့အဲ့လိုမျိုးတွေ လောက်တာတွေကို तू ကမကြိုက်ဘူးပေါ့နော်အဲ့ဒါကအဲဒါတစ်ဖက်လူနဲ့ကိုယ် energy နောက်တစ်ခုဒါ collective တွေရဲ့ तू ကလူပေါင်းများဆိုတာဒီတွေကိုကြည့်မှာဆိုတော့လူတိုင်းပါခြင်းမပါမယ်ပေါ့နော်အဲ့တော့နှစ်ကတ်ဆိုတာဒီမှာလဲ the magician ဒါကကြတော့ collective လေးတွေရဲ့ energy ပဲဒီဘက်ချင် collective ရဲ့ energy ပဲဆိုတော့ the magician ကိုကလည်းကိုယ့်ရဲ့ဘဝမှာအဲအေးရမစို့ ဖြစ်အောင်ဖန်တီးနိုင်တဲ့သူအစွမ်းအစရှိတဲ့သူလောက်ကိုင်းဆောင်ရွက်တဲ့နေရာတွေမှာဟိုအခက်အခဲဘယ်လောက်ရှိနေနေထိုးပေါက်ပြီးတော့ရအောင်เนาะဟိုလူချင်းတဲ့ဟာကိုရအောင်သွားနိုင်တဲ့သူမျိုးပေါ့เนาะကလက်တီလေးတွေအဲ့လိုမျိုးအစွမ်းအစမျိုးရှိတယ်အဲဒါပေမဲ့တခါတလေကြရင်လည်းတစ်ဖက်သူအပေါ်မှာကိုအထင်မှတ်ထားပဲနဲ့အာပြောလိုက်တဲ့စကားတွေတခါကြရင်တစ်ဖက်သူကစိတ်ပူပြီးတော့မေးလိုက်တာတွေကိုကိုကပြဿနာကြီးမှာဆိုလို့ အဲပြက်တနာပေါ့သွားအောင်လို့မူသားသုံးလိုက်တာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့ဒါတွေဒါလက်ရှိ energy နှစ်ချက်အဲ့ဒါ the the magician energy ကို energy check ထပ်လုပ်ပေးထားတယ်။အမှန်ဆိုလို့ရှိရင် six of cups နဲ့ page of pentacles ဒါကိုနဲ့ခင်မင်ရင်းနှီးတဲ့သူပေါ်မှာအဲ့လိုမျိုးလှုပ်တက်တာရတယ်နော်။ကိုနဲ့ခင်မင်ရင်းနှီးရယ်ဆိုတော့အတွင်းသည့်အစင်းသည့်ငယ်ငယ်လေးတွေရင်းနှီးကျွမ်းဝင်ပြီးကိုယ့်ရဲ့ စိတ်ကိုလည်းတယောက်ကနားလဲတယောက်ရဲ့ဟိုဘက်ကစိတ်ကိုလည်းကိုကအရင်နားလဲပြီးတော့တကယ်ကိုမိတ်ဆွေရင်းနေเนาะတငယ်ချင်းငယ်တငယ်ချင်းနေပေါ့เนาะအဲ့လိုမျိုးပုံစံမျိုးတွေကြောင့်မို့လို့ဒါကိုကသူ့ကိုဟိုစလိုက်နောက်လိုက်တလိုမျိုးတွေလောက်တတ်တာမရင်းနေတဲ့သူတွေတော့ကိုကအဲ့လိုမျိုးမလောက်တတ်ဘူးပေါ့เนาะဒါပေမဲ့အဲကိုကကြတော့ဟိုတကယ်တမ်းဒီလူဖုံးကွယ်ထားတာမကောင်းတဲ့စိတ်နဲ့ရည်ရွယ်ပြီးတော့လိန်ညာလှည့်စားတာအဲ့လိုမျိုးတော့မဟုတ်ဘူးကိုကပုံမှန် အဲပုံမှန်ခီးပုံမှန်လမ်းကြောင်းပေါ်မှာ လိန်ညာလှည့်ပြားခြင်းမရှိဘဲနဲ့နော်သွားစီရလုတ်စီရရှိတဲ့အတိုင်းဖြည်းဖြည်းမှန်မှန်နဲ့သွားတတ်တဲ့သူမျိုးဆိုတဲ့ပုံစံမျိုးကိုထပ်ပြီးတော့ clarify လုပ်ထားတယ်ဒါက collective တွေပဲချက်နော်အဲ့တော့တစ်ဖက်သူရဲ့ energy တစ်ဖက်သူ collective တွေတစ်ဖက်သူရဲ့ energy အခုချိန်မှာသူတို့က the handman နဲ့နော်အဲ့တော့စိတ်ညစ်နေတယ်သူတို့လက်ရှိ RS မှာနေပြီးတော့အဆင်မပြေဘူးလို့ခံစားနေရတယ် DRS မှာသူတို့ကိုအဲနေနေရတာဒီသူတို့ပြင်းမန်းနေစီစိတ်ဆင်းရဲရတယ်လူရောစိတ်ကောအဆင်မပြေဘူးရုန်းထွက်ချင်နေပြီဒါပေမဲ့ဒီရုန်းထွက်ချင်တဲ့ energy ဖြစ်နေတာပြန်ပြီးတော့အဲပြန်ပြီးစိတ်တွေပြန်လဲလာလိုက်ပြန်ကောင်းလာလိုက်ပြီးလို့ရှိရင်အဲ collective တွေရဲ့အပြုအမူတွေကြောင့်မလို့သူတို့ကပြန်ပြီးတော့စိတ်ညစ်ပြီးတော့ရောက်ထိုးဆွဲခန့်ထားတယ်လို့မျိုး energy ပြန်ပြန်ပြီးတော့ဖြစ်နေတယ်ဗောနော်အဲ့လိုဖြစ်နေရကြာပြီးတော့သူတို့ကတွေးနေတယ်နော်အဲ့ဒါကို clarify ထပ်လုပ်ထားတယ် 8 of wands နဲ့2 of wands ဟုတ်တယ်เนาะသူတို့ကချင်းချင်းမြတ်တာမရှိဘူးမဟုတ်ဘူးချင်းချင်းမြတ်တာရှိတယ်သူတို့သူတို့ကိုသူတို့ကိုယ်တိုင်ကလည်းဒီဒီ collective လေးတွေကိုအရေးတကြီးကြီးနဲ့ချစ်ခဲ့တာမျိုးတွေရှိတယ်เนาะဟိုစတင်ပြီးတွေ့ခဲ့စတွေ့ခဲ့တဲ့အချိန်စချစ်ခဲ့တဲ့အချိန်တုန်းကမျက်စိရောက်ကအပြောင်းမခံနိုင်လောက်အောင်ကိုချစ်ခဲ့တာမျိုးတွေเนาะဟိုညီမန်းချက်အစ်စ်တွေဆိုစိတ်ကူးတွေရင်ပြီးအဲ့လိုမျိုးတွေပုံစံတွေရှိခဲ့တယ်နောက်ပိုင်းမှာကျတော့တခြား ကိစ္စတွေတခြားနေရာကိုပဲသွားကျင်လာတာမျိုးတခြားအရာတွေသူတို့ဘဝအတွက်ကိုလှုပ်ဆရာရှိတဲ့အရာတွေသူတို့ကပို့ပြီးတော့လုပ်ကင်ကျင်လာတဲ့ပုံစံမျိုးတွေရှိတဲ့အခါမှာကလပ်တစ်လေးတွေပေးမသွားတဲ့အခါမှာသူတို့ကအဲ့လိုဆောက်ထိုးဆွဲခံထားသူတို့ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးပြထားတယ်တချို့သော collective လေးတွေ energy နော် developed เนาะအချို့တွေကကြတော့ collective လေးတွေနဲ့ဆက်ဆံရေးအရန်ကိုသူတို့အတွက်ကိုအစိတ်အတောက်ဖြစ်စေတယ် toxic ဖြစ်တဲ့ RS ဖြစ်တဲ့ဒီ collective လေးတွေနဲ့နေရတာ အဲမပြောဘူးသူတို့ရုံထွက်ချင်နေပြီเนาะကိုကိုကိုလေးရေးရှင်မှာဟိုရုံမထွက်နိုင်အောင်လို့သာပြန်ပြန်ပြီးတော့ဒါပြန်ပြီးတော့ပတ်သက်နေမိတယ်ဒါပေမဲ့သူတို့ဒီ RS ကိုစိတ်ကုန်နေပြီလုံးဝကိုအဆင်မပြေဘူးဆိုတော့ပုံစံမျိုးနဲ့ရုံထွက်သွားတာမျိုးတွေเนาะအဆက်အသွယ်ပြတ်တောက်သွားတာမျိုးတွေအထိလုတ်သွားနိုင်နေဆိုတော့တွေးတွေးလုတ်လုတ်သွားနိုင်တယ်လို့တွေးနေတာရှိရပါတော့အဲ့ဒါကို clarify ထပ်လုပ်လိုက်တဲ့အခါမှာ page of challenges နဲ့အ901ဆောက်တယ်သူတို့စိတ်တွေမှာဝင်ပြီးနေပြီเนาะအဲ့တော့သူတို့ဘက်ကတော့ဒီတခါတော့စိတ်တွေညှင့်နေပြီးမလျှော့တော့ဘူးလှုပ်ရှားရှိတာတွေကိုပဲကြမ်းကြမ်းခံပြီးတော့သူတို့လှုပ်တော့မယ် collective လေးတွေဘက်ကိုမစင်စားတော့ဘူးဆိုတဲ့ပုံစံမျိုးတွေရှိတယ် collective လေးတွေကတော့မတိဘူးပေါ့เนาะပျော့ပျော့ပပပဲပေါ့ပေါ့ပပလို့ပဲထင်နေတယ်ဒါပေမဲ့သူတို့ဘက်က ပေါ်ပေါ်ပါပါလို့ကလက်တလေးကထီမျိုးလှုပ်လိုက်တဲ့အရာတွေကသူတို့အတွက်ကိုအထိကိုက်စေတယ်ပင်ပန်းစေတယ်နာကျင်စေတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ဘက်ကခံစားနေရတယ်လို့ပြထားတယ်ဒါကနှစ်ဖက်ရဲ့ energy ဒီသုံးကကကြတော့အတိတ်ပြစ်ဆုံးပဲအနာကအတိတ်မှာတော့ phytochemicals အတိတ်မှာတွေကဒီနှစ်ရက်က တိတ်ပြီးတော့အခြေအနေကတိတ်ပြီးအကောင်းကြီးမဟုတ်လောက်เนาะအမြဲတမ်းနည်းနည်းအစကားများရတာမျိုးတယောက်က ghost လုပ်သွားတာမျိုးနှစ်ယောက်ကြားထဲမှာအေးဆက်ပြီးတော့အဆက်အသွယ်တွေပြတ်သွားတာမျိုးအဲ့လိုမျိုးလေးအတိတ်မှာကလေးကစပြီးတော့ရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်လက်ရှိမှာဆိုရင်လက်ရှိမှာကျွန်တော် ace of source ပေါ့เนาะအဲ့တော့တစ်ဖက်ဖက်နဲ့တစ်ဖက်ဖက် communication ဆက်သွယ်ရေးပိုင်းနေမှာဆက်သွယ်မှုတွေမှာအမြဲတမ်းထိတ်ကနေစကားမပြောလိုက်နဲ့ စကားပြောတာနဲ့ပြဿနာတက်ပြီးအချို့ကကျတော့လုံးဝကိုအဆက်အသွယ်မလုပ်တော့ဘဲနဲ့เนาะပျောက်နေပြီးအချို့ကကျတော့လည်းဆက်သွယ်တယ်စကားပြောတယ်ညှိနှိုင်းတယ်ညှိနှိုင်းပြီးတော့အဲအစင်မပြေပေမဲ့လည်းခက်ခက်ခဲခဲကိုညှိနှိုင်းနေနေရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရတယ်เนาะအဲလက်ရှိ future မှာဘာဖြစ်လာနိုင်မလဲဆိုရင် future မှာဆို the fool တဲ့เนาะ the fool ဆိုတော့သူတို့ကကိုအတွက်ကိုနဲ့အနောက် ဘက်မှာဘလောက်ခိုင်မာတဲ့အခြေအနေတွေရှိနေပြီမဲ့လေရှေ့မှာကြောက်ကဘာကြီးတောင်ကြီးတွေเนาะအဲမမြင်ရတဲ့စူးညောင်းခလုတ်တွေရှိနေတာမှာပဲသူတို့အဲ့နေရာကိုစွန့်စားပြီးတော့ထွက်သွားမယ်ဆိုတဲ့ပုံစံမျိုးเนาะဒီမှာတောင်နေရှေ့မှာရေလိုင်းနေနဲ့เนาะဒါပေမဲ့အနေရီဘလောက်ရှိရှိနေမင်းကြီးကသူတို့ကိုအလန်းပြနေလိမ့်မယ်ဆိုတော့တွားကိုတွားမယ်ပေါ့နော်နောက်ကအနေရရှိတယ်လို့ collective လေးတွေကလှမ်းပြီးတော့တတိပေးနေပြီမယ်မသွားဖို့လှမ်းပြီးတော့ခေါ်နေပြီမယ်လေသူတို့ကမရအောင်တွားမှာပဲเนาะသူတို့လွတ်မြောက်ရလန်သူတို့ စိတ်ပျော်ရလန်သူတို့ရွေးချယ်ထားတဲ့နေရာเนาะရွေးချယ်ထားတဲ့ကိစ္စသူတို့ဝါသနာပါတဲ့အရာသူတို့စိတ်ပျော်ရွှင်စေတဲ့အရာရှိတဲ့ဘက်ကိုသူတို့ထွက်သွားအောင်မယ်ထွက်သွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေ future မှာပြထားတယ်တဲ့เนาะအဲ့တော့၃လအတွင်းမှာဆိုဒါဆိုအခုဆိုရင်အချို့တွေကထွက်သွားနေပြီ quality တွေနဲ့အဆက်အသွယ်မရတာမျိုးတွေလည်းဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့အောက်ကန်သူတို့၃လအတွင်းမှာသူတို့ဘက်ကဘာ move လုပ်လာမလဲဘာ action ယူလာမလဲဘာ set လုပ်လာမလဲဆိုတာကို final မေးထားတယ် ဖိုက်တော့ဂတ်တယ်เนาะဖိုက်တော့ဂတ်ဆိုသူတို့အဲ၃လအတွင်းမှာတော့ collective လေးတွေကိုပြန်ပြီးတော့ဆက်သွယ်မှာမဟုတ်ဘူးသူတို့ရဲ့သူတို့ရဲ့စိတ်ထဲမှာလဲ collective လေးတွေရဲ့သူတို့ဘောမှာကောင်းတာတွေရှိသလိုမကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေကိုပဲသူတို့ကပြန်တွေးပြီးတော့ရှေ့ဆက်ဖို့အတွက်ကိုပြန်စဉ်းစားနေတယ်ခေါင်းကိုက်ဆိုင်ချပြီးတော့ရှေ့ဆက်ရင် collective လေးတွေရဲ့ညှိနှိုင်းပြီးတော့ပြုပြင် ပြီးတော့ရှေ့ဆက်လို့ရတဲ့ခရီးလမ်းတွေရှိသေးတာကိုမမြင်နိုင်မဲနဲ့အဲအတိတ်မှာ ပြုခဲ့တဲ့ဖြစ်ခဲ့တဲ့နာကျင်စရာတွေကိုပဲတွေးပြီးတော့အဲ့ဒီနာကျင်စရာကနေရုံးမထွက်နိုင်မဲနဲ့၃လအတွင်းမှာအဲဘာအရှင်းမှယူမှာမဟုတ်ဘူးเนาะနာကျင်နေတဲ့ energy နဲ့ပဲသူတို့အဝေးမှာပဲဆက်ပြီးတော့နေလိမ့်အောင်မယ်လို့ပြထားတယ်။ဒါကို clarify ထပ်လုပ်ထားပြီပေါ့เนาะနှစ်ကပ်။ Kino Chalices ရဲ့သူ့အဆောတွေ့လဲသူတို့ဘာမှမဆုံးဖြတ်ဘူး။အဲလာမလားမလာဘူးလားပြန်ဆက်သွယ်မလားမဆက်သွယ်ဘူးလားဆိုတော့သူတို့မဆုံးဖြတ်ဘဲနဲ့မျက်စိပိတ်နားပိတ်နဲ့ เนาะဟိုဒါ two of source energy နေပေါ့เนาะဒါ energy အဲ့တော့အတွေးတွေပိတ်ဆို့နေတယ်သူတို့ဘယ်လန်းအောင်မှာပြည့်ပြည့်စုံစုံမရွေးချယ်ပဲနေနေမယ်သူတို့ရဲ့စိတ်ထဲမှာတော့ဟိုတစ်ဖက်သူကเนาะ collective လေးတွေဘက်ကချစ်ချင်းမြတ်တာတွေရှိတာတွေကိုတခါတလေမှာသူတို့ပြန်တွေးမိတယ်ပြန်သတိရမိတယ်ပြန်စဉ်းစားမိတာတွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုမကြော်နိုင်ဘူး two of source energy နဲ့မျက်စိပိတ်ပြီးတော့ရန်သူပဲတော့ လာမလဲလျန်သူလာရင်ဓာတ်နဲ့ခုန်နိုင်မှုအတွက်ကိုဓာတ်ကင်ထားမှဖြစ်မယ်ဆိုရင်မယုံမယဲတန်စရာစိတ်တွေနဲ့၃လအတွင်းမှာဆက်ပြီးတော့ဒီတိုင်းရှိနေလေဦးမေလို့ပြထားတယ်နော်ဒါကြတော့ဒီနှစ်ယောက်ကြားတဲ့အခြေအနေနဲ့ပတ်သက်ပြီး left message တွေကိုမိထားပြီးတယ်။ဒီမှာဆိုရင် max ပေါ့နော်။ max ဆိုဒီနှစ်ယောက်ကြားထဲမှာเนาะအဲ့တော့အဲဒီမှာ not showing true feeling เนี่ยတယောက်ယောက်ကမျက်နှာမျက်နှာအစ်စ်ခံစားချက်အစ်စ်ကို အမြဲတမ်းမပေါ်ပြတာမျိုးเนาะခန်းစားချက်အစ်စ်တွေဖုံးကွယ်ထားတာမျိုးတွေရှိတတ်တယ်เนาะသူ့ရဲ့ရင်းနေရခန်းစားချက်အစ်စ်နဲ့အပြင်မှာပြထားတဲ့ဟာเนี่ยတကယ်ယုံကြည်လို့မရအောင်ပေါ့เนาะအဲ့လိုမျိုးတွေရှိတယ်ဟန်ဆောင်ထားတယ်မမျှော်လင့်မဲနဲ့အာမျက်နှာဖုံးတွေကြွားကြသွားတာမျိုးတွေကြောင့်မို့လို့ကလက်တလေးတွေနဲ့ဝေးသွားရဖြစ်နိုင်တယ်လို့ပြထားတယ်နောက်တစ်ခုက get set เนาะ that says our outdated thinking the conditioning is replaying the events over over in your head နောက်ခုချိန်တောင်ဒါကလက်တစ်လေးတွေအနေကြီးပြတာပေါ့နော်အတိတ်တုန်းကဒီနှစ်ယောက်ကြားထဲကပြောခဲ့တဲ့စကားတွေကိုပြန်ပြီးတော့နားရောင်နားတဲ့နားထဲမှာကြားနေတာမျိုးသူ့အကြောင်းတွေပဲတစ်ချိန်လုံးတွေးနေတာမျိုးတခြားအရာတွေမတွေးနိုင်တော့အောင်ဥနောက်ထဲမှာအဲအတိတ်ကဒီသူ့နဲ့ပတ်သက်ခဲ့တဲ့အခြေအနေတွေကိုပဲတစိမ့်စိမ့်နဲ့ပြန်လဲတွေးနေတာမျိုးဒီကက်ဆက်ကြီးကို တစ်ချိန်လုံးအစအနေပြင်ပြင်ပြီးတော့ repeat ဖွင့်နေတဲ့သဘောမျိုးပေါ့နော်ဒီလိုနာကျင်စရာအရာတွေကိုပဲပြင်ပြင်ပြီးတော့တွေးနေတယ် outdate outdated thinking တွေအဲ့တော့ပြီးသွားပြီဆိုတဲ့ဟာကိုပြုပြင်ပြီးတော့ရှေ့ဆက်ပြီးအဆင်ပြေအောင်ရှောင်လန့်ရမယ်အစားဒီပြီးသွားတဲ့အတိတ်ကိုပဲပြန်တွေးပြီးတော့ကိုယ့်ကိုယ်ကိုအပြစ်ဖို့နေတယ်နာကျင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေးရတယ် sunglass အချို့ရဲ့ collective လေးတွေကကြတော့တစ်ဖက်သူကိုလိုက်ကြည့်နေတာမျိုးနော် watching looking stalking အဲ့တော့ဘာလုပ်နေလဲဘယ်သူနဲ့ ကြိုက်သွားပြီလဲဆိုရှယ်မီဒီယာပေါ်မှာဘသူတွေနဲ့ပတ်သက်နေလဲအဲဘသူအသေးလေးပေးထားလဲဘာတွေလုပ်နေလဲပေါ့နော်ဆိုတော့ကိုနဲ့သူနဲ့ခင်တဲ့အပိုင်းအတိုင်းဝိုင်းနေရနေတဆင်လဲသူ့အကြောင်းတွေကိုလိုက်စုံစမ်းနေတာနော်သူ့သတင်းတွေကိုနားထောင်နေတာမျိုးတွေရှိတယ်နော်အမှန်တရားကိုလက်မခံဘူးပေါ့နော်အဲတော့ focus မလုပ်နိုင်ဘူးနော်ကိုရခန်းစားချက်အစစ်မှန်တွေကိုလည်းဟိုဝန်းနေမှုတွေနိုင်ခြင်းမှုတွေကိုလည်းမျက်မှန်နဲ့ဖုံးကွယ်ထားပြီးတော့တစ်ဖက်သူကိုပဲလိုက်ပြီးတော့ကြည်နေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်တဲ့နော် အဲ့နောက်ဆုံးတစ်ဖက်သူက collective လေးတွေကိုသူတို့စိတ်ထဲဘာတွေပြောချင်နေလဲပေါ့နော် so i hope you will wait for me ရဲ့အော်သူတို့ကတော့ကိုယ်ကိုစောင့်စီချင်သေးတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်သူတို့ကိုစောင့်မယ်လို့မျှော်လင့်နေတဲ့ if i ask you to stay would you leave တသူတို့ collective လေးတွေကိုသူတို့ကနေပါအောင်စောင့်ပါအောင်လို့ပြောမယ်ဆိုရင်တဲ့သူတို့ကစောင့်ပါလားထွက်သွားပါလားတဲ့နော်နောက်တစ်ခုက I need time for me တဲ့အော်အခုအချိန်မှာတော့တဲ့သူအချိန်တခုလိုသေးတယ်သူ့ရဲ့ဒဏ်ရာတွေအနာတရားတွေကျက်ဖို့အတွက် collective လေးတွေနဲ့ပြန်ပြီးတော့ရင်ဆိုင်ဖို့အတွက်ကိုသူအချိန်လိုသေးတယ်ဒါပေမဲ့ဒီ၃လအတွင်းမှာတော့မဟုတ်ဘူးပေါ့နော်သူအချိန်ယူအောင်မယ်သူပြန်စဉ်းစားအောင်မယ်သူ့ရဲ့ next move ကိုသူဘာလုပ်ရမလဲဆိုတော့အခုအချိန်မှာမဆုံးဖြတ်နိုင်သေးတဲ့အတွက်သူ့ကိုစောင့်ပေးပါစိတ်ရှိရှိနဲ့စောင့်ပေးပါသူ့ကိုအဲစောင့်မယ်အဲသူ့ကိုစောင့်မှုပြောမယ်ဆိုရင်စောင့်အောင်ပါလားပေါ့နော်ထွက်သွားမှလားစောင့်ပါလား ဆိုတဲ့ပုံစံမျိုးလေးတော့သူကစောင့်စီခြင်းသေးတယ်ပေါ့လေကြိုးရှင်ရှင်နဲ့ဆွဲထားခြင်းသေးရဲ့ဆိုတဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်เนาะဒါကတော့တစ်ဖက်သူရဲ့သင်ပေါ်မှာထားရှိတဲ့စိတ်နဲ့သုံးလအတွင်းမှာသူမလုပ်မလဲဆိုတဲ့ action ကိုဟောထားဖြစ်ပါတယ်အဲဒီ reading ကိုအဲ energy ကြိုက်တယ်ဆိုလို့ရှိရင် comment တွေပေးသွားပါအောင် page ကိုလည်း like and follow နဲ့ comment ပေးခြင်းဖြင့်ဆီယမရဲ့ ပြီးတော့ reading တွေလူအခက်အခဲရှိနေတဲ့သူတွေ energy ကြိုက်တဲ့သူတွေများများပို့ပြီးတော့တည်ရအောင်ကုညီဖြန့်ဝေခြင်းအပြင်ဒီ reading လေးတွေတင်ရတဲ့ဂျီအိုတင်ရဂျိုးနဲ့အောင်လို့ပေါ့နော်ကုညီပေးဖို့လည်းမြစ်တရရခင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကိုနိုင်ပါ